မင်္ဂလာပါခင်ဗျာအခုတခါဖက်ပြပေးမှာကတော့ဆရာတင်မောင်မြင့်ရဲ့ဒရီးတရိုင်လို့အမည်ရတဲ့ဘာသာပြန်ဝိထုတို့လေးပဲဖြစ်ပါတယ်နားဆင်ကြည့်ကြပါအောင်ခင်ဗျာဒရီးတရိုင် တရုတ်စာပေတင်နေခြင်းတစ်နေ့ဖြစ်ပါသည်ထိုနေ့တင်ရမည့်သင်ခန်းစာက လူရှင်၏နှစ်ကူးရစ်ပွဲတော်ကျွန်တော်တို့၏တရုတ်ဘာသာဆရာအစီအဝေးတက်နေသည်ဖြင့်ဆရာမအတိတ်တယောက်အစားဝင်ပေးသည်ဆရာမအတိတ်ကလေးမှာဆရာဖြစ်တဲ့ကောလိပ်မှာလောလောလတ်လတ်ပွဲရလာသည် Mrs. Lee ဖြစ်ပါသည်ဆရာမကကျွန်တော်တို့အားသင်ခန်းစာကိုကျင့်ညက်အောင်တင်ပါသည် ထုံးစံအတိုင်းကျွန်တော်တို့တဒန်းလုံး ဆရာမအတိတ်ကလေးမှုခြေဆုံးကောင်းဆုံးကြည့်ပြီးအ깨ခံနေကြသည်အရွယ်ငယ်လွန်းသဖြင့်ပို၍စိတ်ဝင်စားနေကြခြင်းဖြစ်ပါသည်အရဲ့ပြပြသပင်ဖားဖားနှင့်အဝတ်အစားရိုးရိုးကလေးဝတ်ထားသည်တက်ကြွနေပုံရ၏မျက်လုံးများကတဖြည်းဖြည်းတောက်ပါလျက်ပီပီကလေးငယ်တယောက်ဤမျက်လုံးများအပြစ်ဟူသည်မြူငွေ့မထင်သို့သောအားလုံးခြုံကြည့်လျင်ဆီယမအင်ကန်ရဲနေတော့ညီသည် ျွန်တော်တို့အားလုံးကျေးနပ်နေကြ၏အတန်းဆသည်နှင့်ဆီယမကလေးသည်စာတင်ခွန်စီတို့လျှောက်သွားသည်ပြီးတော့တခြားဆီယမအစ်တင်များလိုအတန်းကိုမစိမ့်မဲမယွတ်မဲအလွန်အမင်းလှိုင်ရောခြင်းလည်းမရှိပဲပုံမှန်အတိုင်းတင်သွားသည်ဆီယမကလေးကတည်တည်ငြိမ်ငြိမ်စာတင်နိုင်တော့လေကျွန်တော်မှစိတ်တွေလှုပ်ရှားနေ၏ဆီယမအတွက်စိုးရိမ်နေမိခြင်းဖြစ်ပါသည်ကျွန်တော်တို့အတန်းက အမေအမြန်းထူသည့်စာတရေတွေကြီးမဟုတ်လားဆရာမစာတင်ပုံကိုကျွန်တော်တို့တွေသဘောကျနေကြသည်တင်ကြားရမည့်သင်ခန်းစာကို ထုံးလိုချေရေလိုနှောက်ထားပုံရ၏သူအကြောင်းကိုလည်းတူတူတုတ်တုတ်ထည့်ပြောသွားသည်အတန်းသားတပည့်များကိုပွဲကြည့်ပရိသတ်နေရာမှာထားပြီးအတင်လှုပ်ပြခြင်းမျိုးမဟုတ်ပါကျောင်းသားများနားမလည်နိုင်သည့်စကားလုံးကြီးများဖြင့်ဆရာကိုအထင်ကြီးအောင် သွေးဆောင်ပြောင်းရောင်းခြင်းမျိုးလည်းမဟုတ်ပါခေဆက်ဆက်ကပ္ပစာပေကိုးကားကောင်းတော့ချန်ပီယံနဲ့ရောထွေးပြီးတင်နေရသည့်သင်ကန်းစာအားပုံမုံနားဆွဲအောင်တင်ကြသွားလေသည် စာတင်ရတွင်လည်းကိုပိုင်ဟန်ဖြင့်တင်နိုင်သည့်ဆီယာမကလေးဖြစ်ပါသည်ကောင်းကင်ဘုံနှင့်မဟာပထဝီမြေပြင်ပေါ်မှ သူတော်စင်သူတော်မြတ်တို့သည် လူပွဲဝိထုခဲဝယ်ဘောဇင်တို့ကိုလက်ခံစားသုံးပြီးနောက် မူရည်ရည်ဝေးကကောင်းငင်တွင်ဒရီးတရံရှောင်းလန်းသွားလာလျက်ရှိကြသည်။နောက်ဆုံးအပတ်အထိတံတန်းလုံးတံပြိုင်ဖက်ပြီးသွားလိမ့်ပြီ။ဝမ်လီဒီဝိထုမှာဒရီးတရံဆိုတဲ့စကားဟာဘာကိုဆိုလိုတာလဲ။ထားရှင်းပြပါ။ကျွန်တော်နဲ့ရှင်ထိုင်နေသည့်ចောင်းသားကိုဆရာမကမေးခွန်းထုတ်လိုက်သည်။ကျွန်တော်အသက်ရှူမှမတည့်ဖြစ်သွား၏။ဝမ်လီခက်လေးလေးထရရသည် လက်နက်ဖက်ဖြင့်ဇဝဲကိုအားပြုလျက်သို့တော်သူဘာမှမဖြေပါဆီယမ်မကမေးခွန်းကိုထပ်မေးပြီးစကလုံးရဲ့ပင်ရင်အတိတ်ဘယ်ကိုတတိထားနော်ဟုထပ်ဖြေပြောသည်ဆီယမ်မကအဖြေကိုစိတ်ဝင်တစားစောင့်နေ၏သိက်ခဲ့သည့်စကလုံးမဟုတ်ပါကျွန်တော်တို့အားလုံးလွယ်လွယ်ကလေးဖြေနိုင်ကြပါလိမ့်မည်သို့တော်ဝမ်းလီသည်ဇပွဲတောင်စွန်းကိုစိုက်ကြည့်ကနှက်ခမ်းကိုတင်းတင်းစိတ်ထားလေသည် ကျောက်စီရုပ်လိုမလုံးမရှင်ညင်လျက်မိခွန်းကိုမဖြေပဲပေးရနေသည်ဝမ်လီမင်းကိုဆ ्याम မမေးနေတယ်ဖြေလေဆ ्याम အမိန်တွင်ဒေါသတန်ကလေးဆွတ်လာသည်သို့တော်ဝမ်လီကဆ ्याम ကို မော်၍ပင်မကြည့်တရံလုံးအကြတန်ကုန်မြကြားရလောက်အောင်တိတ်ဆိတ်နေ၏ဆ ्याम မေးသည့်မိခွန်းကလေးကြောင့်ကျွန်တော်တို့အတန်းလိုအတန်းမျိုးတဲ့တွင်ဒီမြဆွန့်အပ်နေကြသည်မှာမယုံကြည်နိုင်စရာပဲ။ ဘာပြုလို့သူ့ကိုမှရွေးပြီးဆ iam မဒီမဲခွင်းကိုမေးတာပါလဲ။ဆ iam မအတွက်ကျွန်တော်စိတ်မကောင်းဖြစ်သွားမိသည်။မဲခွင်းကိုမဖြေပဲမင်းလို့ပုံကဘာအထိပဲလဲ။ဆ iam မမျက်နှာနှီးစားပြူလာပြီးခန့်ငေါင်ငေါင်မေးလိုက်သည်။ကျွန်တော်မဖြေနိုင်ပါဘူးဆ iam မ။ဆ iam မကစိတ်ကိုထိန်းထားလိုက်ဟန်ဖြင့်"ကဲဒါဖြင့်ဘသူဖြေနိုင်တယ်လဲ"ဟုအတန်းကိုမေးသည်။ကျွန်တော်ကစက်ခနဲ့လက်ထောင်ပြပြီး တကြီးတရိုင်းဆိုတာဟန်ချက်မညီတာမတည်ငြိမ်တာကိုပြောတာပါဆရာမဒီစာပိုက်မှာတော့သူတော်စင်တွေဟာအယက်မူးသမားတွေလိုတိုင်းကွန်နေပြီးစသည်ဖြင့်ကျွန်တော်ကဇကဆန်းနဲ့တကွခရီးရည်လွဲ့ပြောချလိုက်ပါသည်ဆရာမကကြည်ကြည်နဲ့နဲ့ဖြင့်ကျွန်တော်ကိုထိုင်ခိုင်းသည်အချိန်များများမကြံတော့သဖြင့်ကျွန်တော်ကဆရာမကိုစာဆက်တင်စေခြင်း၏သို့တော့ဆရာမကဝမ်လီကိုအခဲမကြည်ဟန်ဖြင့် မင်းတိတ်တိတ်ရှာရှာကြားရလားဝမ်လီဟုထက်မိသည်ဝမ်လီသာအကျိုးနှင့်အပြစ်ကိုတွတ်တင်မည်ဆိုလျင်ခေါင်းတစ်ချက်ငိမ့်လိုက်ုံပင်ဆီယမကလည်းကျင်းနေပြီးထိုင်ခိုင်းမိမုတ်ချသို့တော်ဝမ်လီကပီပီရဲ့မြဲရဲ့နေ၏ကလင်းကလောင်ကလင်းကလောင်ခေါင်းလောင်းထိုးတန်ထွက်ပေါ်လာ၍အတန်းဖြုတ်လိုက်သည်ဆီယမကခြေတုံချတုံဖြစ်နေသည့်အမူအရာဖြင့် အောင်နှခမ်းကိုကြိုက်ထားသည်။သူဘာကုန်မျိုးတိတ်နေတာပါလဲ။ချက်သွားတာလားဒေါသဖြစ်နေတာလား။ဒီအတန်းကအတန်းကောင်းဆောင်နဲ့ဝင်လီဆီယမယုံငန်းကိုလာတွေ့ပါ ဟုပြောပြီးထွက်သွားသည်။သို့တော်အတန်းနဲ့ဝင်တဲ့ကလိုတက်ကြွသည့်ခြေလမ်းများဖြင့်မဟုတ်တော့ပေ။အတန်းနဲ့တွင်ဆူဆူညံညံလှုပ်လှုပ်ရွရွဖြစ်နေစေကာလမှာပင် ကျွန်တော်နဲ့ဝင်လီဆီယမယုံငန်းစီတို့သွားကြရသည်။ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေလေ့ကျင့်ခန်းလုပ်ရင်ကွန်းထဲသို့ဒလဟောထွက်သွားကြ၏။ရုံးခန်းထဲရောက်တော့ဆရာမကိုတွေ့ရသည်။စပွဲတွင်မထိုင်သေး။မတ်တဲရဲ့လျက်ကျွန်တော်တို့ကိုစောင့်နေပုံရ၏။ကျွန်တော်နောက်မှခြေတစ်ဖက်ကျိုးဝံလီတယောက်တကြီးတရိုင်နဲ့ထောင်းနှင်းထောင်းနှင်းလိုက်ပါလာသည်ကိုကြည့်ပြီးဆရာမအထိတ်တလန့်ဖြစ်သွားပုံရသည်။အကြာကြီးကျက်သေးသေးနေ၏။ပြီးမှကျွန်တော်တို့စီလျှောက်လာပြီး တုံတုံရင်ရင်ပြောလေသည် ဆီယမကိုခွန့်လွတ်ပါဝင်လေရဲ့ဆီယမတောင်းပန်ပါတယ်နော်ဆီယမမင်းကိုဒီမေးခွန်းမမေးတင်ဘူးကွယ်အတန်းထဲမှာတော့ငါလိုပဲဝင်လီငြိမ်ပြီးရဲ့နေသည်သူ့ပမြင်မော်တွင်မျက်ရည်တစ်ပေါက်လိမ့်ကျလာသည်ကိုကျွန်တော်တွေ့လိုက်ရ၏တင်မောင်မြင့်မဟိတီမဂဇင်းဇူလိုင်1988 ားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲအနေရကင်းပြီးကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ